မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ကကိုစီသတင်းတွေထူထူ YouTube channel ကနေကြိုးစားပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဗိုလ်မှူးတောင်းထွတ်လွင်ကပြည်သူများကိုရိုက်နှက်ဖမ်းဆီးငွေညှစ်မှုများဆက်လက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ် AOD တိုင်းကြံကင်းမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတောင်းထွတ်လွင်ကပြည်သူများကိုရိုက်နှက်ဖမ်းဆီးငွေညှစ်မှုများဆက်တိုက်လှုပ်ဆောင်နေကြောင်းဖမ်းဆီးငွေညှစ်ခံရတော့ပြည်သူများ၏မိတ်ဆွေများကပြောဆိုတယ်ဇွန်လ17ရက်နေ့နနက်တနားရီအချိန်ကြံကင်းမြို့နယ်ကျိုးပင်စုအုပ်စု ကန်ယွာကြီးဝါနေဒေါ်ခင်မြနေအိမ်တို့ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဘုံမူတောင်းထွတ်လွင်ဦးစီးတော်စစ်ကောင်စီတပ်ဖွဲ့ဝင်များကကားဖြင့်ရောက်ရှိလာကြောင်းရင်းနောက်အစရင်စစ်မြဟုဆိုကဒေါ်ခင်မြအပါဝင်မိသားစု၃ဦးကိုဖမ်းဆီးသွားကြောင်းရင်းနောက်မိသားစုဝင်၁ဦးလှင်ငွေကျပ်သိန်း30နှုန်းဖြင့်ချင်းချောက်တောင်းယူပြန်လွှတ်ပေးလိုက်ကြောင်းသိရတယ်မနက်စောကြီးကားနဲ့ဝင်လာပြီးအစရင်စစ်မယ် ချဲထီလောင်ကစားလှုပ်တယ်ဆိုပြီးဒေါခင်မြနဲ့တူအိမ်သားနှစ်ဦးကိုပားရိုက်နရင်အုပ်ပြီးကားပေါ်ဆွဲတင်တယ်ပြီးတော့ကြံကင်းထွေအုပ်ယုံခေါ်သွားပြီးထိတ်တုံးခတ်ထားတယ်။နောက်ပြီးပြန်လွှတ်ချင်ရင်မိသားစုဝင်တဦးကိုတိန်း30နှုံနဲ့ချင်းချောင်းတောင်းတယ်။နောက်ဆုံးတိန်း60နဲ့ဒေါခင်မြနဲ့မိသားစုဝင်တွေပြန်လွှတ်သွားတယ်ဟုဒေတာရင်းသတင်းမြင့်ကပြောတယ်။ကဲတရားဝင်ဓမြတိုက်တဲ့အဆင့်ဖြစ်နေတာပါ။အဲ့တော့ဒီအနာတိန်းသားနဲ့အကြမ်းဖက်စစ်ကောင်စီဟာပြည်သူအတွက်အလုံးလုံးတဲ့နေရာဘယ်နေရာမှမရှိဘူး။ နော်စစ်တောင်းထိုးလို့ရှိရင်လည်းရွာလုံးကျထွက်ပြေးရတယ်အခုလိုမျိုးရက်ထဲရွာတဲ့ PDF တွေမရှိတဲ့ data ဆိုလေသူတို့လုတ်ချင်နေလုတ်တယ်အဲ့တော့ AR တိုင်းမှာတချို့တွေပြောနေတာရှိတယ်ငါတို့ဘက်မှာတော့ agent တွေတဲ့တိုက်ပွဲတွေမဖြစ်ဘူးတဲ့ခင်ဗျားတို့ဘက် agent တာလားလုတ်ချင်တာလုတ်နေတဲ့တာကိုငြိမ်ခံနေလားဆိုတဲ့အရာလေးကိုခွဲခြားသိစေချင်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာအလုံးဟာထောင်ကျနေတာပါ agent တဲ့နေရာတနေရာမှမရှိပါဘူးအလုံးဟာနော်ထောင်ကျနေတာဖြစ်တဲ့အတွက်ငြိမ်နေတဲ့ data ဟာ လှုပ်ချင်တိုင်းလှုပ်ခွင့်ပေးထားလို့ညင်နေရတာပါခမားတို့မခံအဲ့လိုမတရားမှုတွေကိုမခံမရနိုင်လို့စတင်တွန်းလှန်ကြည့်ပါလားပြန်ပြောကြည့်ပါလားဟုတ်တယ်မလားအဲ့တော့အေးချမ်းနိုင်ဦးမလားလို့အဲ့ဒါအဖြေပဲเนาะဒါကြောင့်မို့လို့နော်ဒီအဓိအဓိကနဲ့တာမညာကိုခွဲခြားတတ်ဖို့လိုတယ်ကျွန်တော်တို့တိုင်းပြည်အာဏာရှင်စနစ်ထုတ်ငိမ့်မှတာနဲ့တကယ်အေးချမ်းချင်းအမှန်နဲ့ထောက်ရငိမ့်ချမ်းချင်းကိုရမှာဖြစ်တဲ့အတွက်တော်လှန်ရေးကိုနိုင်တဲ့နေရာကပါဝင်ကြဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်ရဲ့ နော်စစ်ကား၈စီးကိုမိုင်းဆွဲတိုက်ခိုက်တာစစ်ကား၂စီးပြက်စီးတယ်ဆိုတဲ့တဲ့င်းပဲဖြစ်ပါတယ်တင်းနိုင်တိုင်းမြိတ်မှတင်းနိုင်ဤဘက်တို့ဥတီလာတော့အကျမ်းဖက်စစ်တပ်ဤစစ်ကား၈စီးပါရင်နှန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကား၂စီးပြက်စီးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းတင်းနိုင်ဤမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုတယ်ဇွန်လ19ရက်နေ့နနက်7:00နာရီခန့်တွင်မြိတ်မှတနင်္လာရီတို့ဥတီလာတော့အကျန်းဖက်စစ်တပ်၏စစ်ကား၈စီးပါရင်နှန်းကို တော်လိုင်းတပ်ဖွဲ့များကကန်းတို့ရွာနှင့်ကော့မမြင်ကော့ကော့မပြင်းရွာလမ်းပိုင်းနှစ်နေရာတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရင်တန်းခိုင်းမှုအတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှကားနှစ်စီးပြက်စီးကစစ်ကောင်စီတပ်သားအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်မြေကနေတနင်္လာရီဘက်ကိုဥတီလာတဲ့စစ်ခွဲ၈စီးပါရင်နှန်းကိုကန်းတို့ရွာအကြမ်းနဲ့ကော့မပြင်းရွာအပိုင်းနှစ်နေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါ ိုက်ခိုက်မှုတွင်မှစစ်ခွေးကား၂စီးပြက်စီးတဲ့ထိခိုက်ဒဏ်ရာရရှိသူများပြားပါတယ်ဟုတနင်္လာနေ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနကပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုတနင်္လာနေ့မြို့နယ်ပကဖဇုံ၅ဇုံ၃နဲ့ဂျနက်တက်စိတ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးဒေါ်လာရင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်ဒါမျိုးပဲလူကျင်ပါတယ်เนาะကျွန်တော်တို့ဘက်ကရဲဘော်တွေလက်သေးကုန်လေးတစ်ခုတောင်အထိကိမခံနိုင်ပါဘူးအားလုံးဟာတန်ဖိုးရှိတဲ့လူသားတွေပါတိုင်းပြည်အတွက်ဒီမတရားမှုကိုတထောက်တနေရကတော်လှန်နေတဲ့ တီသူတဦးတယောက်မှထိခိုက်ဒဏ်ရာရစေခြင်းပြည်သူတွေကလုံးဝမရှိစေချင်ပါဘူးအဓိကကတော့ဒီအာနာတိန်အချမ်းဖက်စစ်ကောင်စီခိုင်းသမျှလုံနေတဲ့စစ်ခွေးတွေဘလောက်တင်လဲအခုဆိုရွာတွေမှာအလုံးတိတဲ့အတိုင်းစစ်သားတော်မခေါ်တော့ဘူးခွေးတွေဘယ်နာရောက်နေလဲခွေးတွေဘယ်နေရောင်ရောက်နေလဲခွေးစစ်ကြောင်းဘယ်နေရောင်ရောက်နေစသဖြင့်နော်ခွေးလို့ပြောလိုက်တဲ့ညမာပြီးမှတာမန်တကက်တဘာဝခွေးတွေတောင်မှလူတွေကမမြင်တော့ဘူးနော်မင်းအောင်လှိုင်ခိုင်းသမျှလုံနေတဲ့စစ်ကောင်စီကိုတွားမြင်တယ်အဲ့တော့ဟိုတို့ရတော့ဟိုနေ့မှာ Facebook မှာတက်တနာတစ်ခု အမှတက်နေကြသေးတယ်အဲ့ဒါဘာလဲဆိုတော့ခွေးကြိုက်ခံရလို့ပြောတော့အောက်ကလမ်းမှန်တာညီမလေးတဲ့ဘယ်ခွေးကြိုက်တာလဲဘယ်နေရာလဲဘာခွေးကြိုက်တာလဲဆိုပြီးတော့เนาะအဲ့တော့လူတွေအားလုံးဟာစစ်တပ်တို့မမြင်တော့ဘူးအားလုံးဟာစစ်ခွေးပုံစံပဲမြင်နေကြတယ်ဒါတွေကိုအမှားတွေကိုမပြင်နိုင်ပဲနဲ့ငါတို့ကအုပ်ချုပ်လူလူတန်းစားငါတို့ပြောရမယ့်နာခံရမယ်ဆိုရင်တော့ကျိန်းနေပါတယ်အာနာရှင်ကျိန်းနေမြင့်ပြုတ်ပါလိမ့်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မြန်မာရွှေ့ပြောင်းအလုပ်တမဒုက္ခတွေတွေကိုမလေးရှားအာနာပိုင်များကရိုက်နှက်ခြင်း အဝိအစားများအတင်းအကျပ်ချွတ်ချင်းအပါဝင်လူခွင့်ရေးချိုးဖောက်မှုများကျူးလွန်နေတဲ့ဆိုတဲ့တည်မှဖြစ်ပါလေမလေးရှားနိုင်ငံတွင်မြန်မာနိုင်ငံမှရွှေ့ပြောင်းလုပ်တာများနှင့်ဒုက္ခတွေများကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှအနာပိုင်များကမတရားဖမ်းဆီးကလူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းများတွင်ရိုက်နှက်ခြင်းအဝိအစားများကိုအတင်းအကျပ်ချွတ်ခိုင်းကဝီလစ်စလစ်ဖြင့်နေစေခြင်းနှိပ်စက်ခြင်းနှင့်အခြားအခြေခံလိုအပ်ချက်ရရှိမှုများကိုပိတ်ပင်မှုများလုံဆောင်နေသည်ကိုစုံစမ်းတွေ့ရှိရာကြောင့် 40V Right ကပြောတယ် 43 right ကမလေးရှားနိုင်ငံ၏လူမှုကြီးကြပ်ရေးဌာနတွင်ဖမ်းဆီးထိန်းသိမ်းခံရသူ18ဦးနှင့်မျက်မြင်သက်တေများကိုအင်တာဗျူးပြုလုပ်၍၎င်းတို့ကြုံတွေ့ခံစားရသည့်များကိုအစီရင်ခံစာအဖြစ်ထုတ်ပြန်ခဲ့ပြီးအင်တာဗျူးဖြေဆိုသူများတွင်မြန်မာနိုင်ငံမှ Ranger ရခိုင်ဗမာမွန်ကချင်ဒုက္ခတွေများပါဝင်ကြောင်းသိရှိရသည်မလေးရှားနိုင်ငံ၏ပြည်ထရေးဝန်ကြီးဌာနကထုတ်ပြန်သည့်အချက်များအရ2025ခုနှစ်ဇန်နဝါရီလမှမေလ13ရက်နေ့အတွင်းလူ3482ဦးကိုဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများတွင် UNHCR ကထုတ်ပေးသည့်ကပ်ပြားများအပါအဝင်ဒုက္ခတဲ့အဆင့်အတန်းဆိုင်ရာအထောက်ထားများအားလုံးကိုလှစ်လျူရှုခဲ့ကြောင်းအချို့ကိစ္စများတွင်တရားဝင်ကုလတမကစာရွက်စာတမ်းများကိုစွန့်ပစ်ခြင်းများတုံးမဟုတ်ဖျက်ဆီးခြင်းများရှိခဲ့ကြောင်းသိရတယ်။ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့မိနစ်30ဖုံးပြောနိုင်ရန်မလေးရှားတုံးဝေရင်းခစ်300အထိပေးရပြီး CCTV ကိုရှောင်နိုင်ရန် တကားနောက်တွင်ပုံနေရကြောင်းမလေးရှားအာဏာပိုင်များ၏ဖမ်းဆီးခြင်းခံရသူရခိုင်လူမျိုးဖြစ်သူကိုထွန်းကဖက်ဒရီရိုက်ကိုနှစ်တွစ်ဆုံစင်မှာဖြစ်ဆိုထားပါတယ်။ဒါကတော့တော်တော်ကိုစိတ်မချမ်းမြစ်စေရလောက်ရပဲမလေးရှားနိုင်ငံအနေနဲ့အာဆီယံမှာနော်ဒီမလေးရှားဝန်ကြီးချုပ်ပြောတဲ့စကားတွေပြီးလို့ရှိရင်ဒီမလေးရှားနိုင်ငံအနေနဲ့မြန်မာအရေးမှာအာဘာဖြစ်တာလို့ညာဖြစ်တာလို့ပြောနေတဲ့ဟာကဗဇက်ကပြောပြမယ်အောက်ချိန်မှာဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားကိုအခုလိုမျိုးလူမဆန်ဆန်လောက်ရကိုတော့ဒါနိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတင်တယ်လို့ဒါတွေကိုလည်းဝိုင်းဝန်းပိတ်ပင်တားဆီးတင်ပါတယ်နော်အဲ့တော့ရှင်းရှင်းလေးပဲကျွန်တော်တို့မြန်မာပြည်သားတွေဟာဘယ်တုနိုင်ငံမှာမှအလဲဟတဲ့သွားချင်လို့တွားနေကြတာမဟုတ်ပါဘူးနော်ဒါရှင်းရှင်းလေးပဲခမရတို့ကိုချင်းစာကြည့်ပါအခြားနိုင်ငံသားတွေရောကိုယ့်နိုင်ငံလွယ်လို့သူများနိုင်ငံအောင်တွားချင်ကြမလားဒါပေမဲ့လို့ကိုယ့်နိုင်ငံမှာဘလို့မှနေလို့မရတဲ့အဆုံးလူတယောက်ကအတက်ကိုဖက်ရွက်လေးလို့ချက်ချင်းအခုမြင်အခုပြောက်ဖြစ်နေရတဲ့အနေအထားမှာပြည်သူတွေဟာဒီဆက်ရနိုင်ငံတွေအိန္ဒိယနိုင်ငံတွေကို အာကိုပြီးတော့အခုလိုခိုကိုလာတာဖြစ်တယ်ဒီပေါ်မှာအခုလိုနိုင်ထက်စီစဉ်ပြုတ်ကျင်ပြီးတော့မတရားပြုတ်ကျင်တဲ့လောက်ရက်ကတော့ဒါအိနီးညင်းကောင်းမပီတာတဲ့လောက်ရက်ဖြစ်တယ်လို့မလေးရှားအစိုးရရဲ့ခုံတိတ်ခါကိုကြာဆင်းတဲ့လောက်ရက်လည်းဖြစ်တယ်ဒါကိုမလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူတွေအနေနဲ့ပြင်ဆင်နိုင်အောင်နိုင်ငံတကာလည်းဖိအားပေးဖို့လိုအပ်ပါတယ်မြန်မာတို့ပြည်သူတွေအားလုံးဟာအခုချိန်မှာခိုကိုရမဲ့နေတဲ့တကယ်ဒုက္ခတွေဒီပါနော်ပြည်တွင်းမှာနှိမ့်စင်ရက်ဆက်တက်ဖြတ်ချင်းခံရတဲ့စစ်ကြောင်းထိုးတဲ့တောက်လျှောက်မှာ အိုးအိမ်တွေမိရှုံချင်းခံရတယ်အဲ့ဒီအနေထားကနေလွတ်မြောက်ဖို့အတွက်ပြည်ပတွေကိုအားကိုးနေရမှာဖြစ်ပဲဒါကိုနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့အရက်ဖက်အဖွဲ့စည်းတွေ NGO အဖွဲ့စည်းအနေနဲ့လည်းပြစ်ထားဖို့ဆိုတာမတင်ပါဘူးညမဒုက္ခအခုချိန်ထိဘယ်သူမှကယ်ဆယ်တဲ့ဒုက္ခဖြစ်သေးပါဘူးဟုတ်ကဲ့နောက်ထပ်သတင်းစဘက်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့စစ်သား30ဦးထက်မနည်းတေဆုံးပြီးစစ်တပ်ဘက်မှတိုက်ရင်မှုဒုတိုင်ရင်မှုတို့အပြင်အပြင်းထန်တိုက်ခိုက်ရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်ဇွန်လ19ရက်နေ့ကရင်ပြည်နယ် ုံတိုးမြို့မှတဆင့်အောင်စင်ရစစ်တောင်းကိုစစ်ကူပေးရန်တက်လာတော့စစ်ကောင်စီလက်အောက်ခံတပ်မ44တပ်မ55မှစစ်တပ်စစ်တောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲမှာ9နာရီကျော်ကြာမြင့်ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်တပ်ဘက်မှတပ်ရင်းမှုအပါအဝင် UIC ဗိုလ်မှူးဒဏ်ရာရရှိကြောင်းစစ်သား30ဦးထက်မနည်းတေဆုံးခဲ့ပြီးစစ်တပ်၏လက်နက်ခဲယမ်းများတင်းစဲရရှိကြောင်းသိရတယ်စစ်တပ်ထံမှတင်းစဲရရှိသောလက်နက်များတွင် MA1, MA2 လက်နက်များ RPG အမြောက်နှင့် RPG ဘုံ RPG ပို့ရမ်းများ60မမလက်နက်ကြီးများជីပေါင်းမျိုးစုံជីမျိုးစုံជីကအုတ်ထုတ်အပါအဝင်လက်နက်ခဲရန်အများနဲ့စစ်တုံးဆောင်ပစ္စည်းများကိုတင်းဆဲရမိကြောင်းသိရတယ်။ယနေ့ဇွန်လ22ရက်နေ့နနက်10:00နာရီအချိန်တွင်တော်လှန်ရေးပူးပေါင်းတပ်များကကြုံတိုးမြို့နေရာ၄ခုကိုလက်နက်ကြီးများဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ကလည်းပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်းထို့ပြင်ဖမ်းအမျိုးမှခဲရန်များတင်ဆောင်လာသည့်ကားများလည်းတာမညကော့တာဘက်မှကြုံတိုးဘက်သို့တက်လာကြောင်းသိရတယ်။ အဆိုပါစစ်စင်ရေးတွင် KNNA ဦးဆောင်သည့် RMA မွန်တမ်တော် PDF တပ်သားတပ်မတော်များပါဝင်အမဟာမိတ်တပ်ပေါင်းစုကပါဝင်ကြောင်းသိရနော်တကယ်အားရဖို့ကောင်းပါတယ်တိန်းထားတဲ့ခရံလက်နက်တွေကတပုံတပင်းအဲ့တော့ငချင်းစီနဲ့ငချင်းကြော်ရုံတွေမဟုတ်ဘူးနော်ကျွန်တော် CO ပဲရေချိုးလို့ရတဲ့အနေအထားဖြစ်နေပြီအဓိကကျွန်တော်တို့ပွဲသိမ်းဖို့ပဲလိုပါတော့တယ်တို့အောင်မြင်မှုမျိုးတွေကိုကျွန်တော်တို့တနိုင်ငံလုံးအနှံ့ ရရှိပါသေးသည်စီတောင်းပို့တာပို့တော့ပါဟုတ်ကဲ့နောက်ထပ်သတင်းတမုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ plan မျိုးနဲ့ကန်ထောင်းရေစခန်းထိန်တိုက်ပွဲမှတ်တမ်းရုပ်တံဖိုင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဇွန်21 2025စကိုင်းစကိုင်းတိုင်း plan မျိုးနဲ့ကန်ထောင်းရေစခန်းထိန်တိုက်ပွဲမှတ်တမ်းရုပ်တံဖိုင်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် People Liberation Army PLA မှယနေ့ထုတ်ပြန်လိုက်ပါတယ်ကန်ထောင်းရေစခန်းကို PLA မှဇွန်လ2ရက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆက်ချက်ရတာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဇွန်လ16ရက်မှတိမ့်ပိုက်နိုင်ခဲ့တယ်လို့တီးရပါတယ်စစ်ကောင်စီဟာစကမ်းမကြရေးလေချောင်းတိုက်ခိုက်မှုအကြိမ်200နဲ့ဘုံအလုံးရေ900ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့တီးရပါတယ်ကန်ထောက်ယွာနဲ့တုံးပိုင်ဝေးတဲ့အင်မတီယွာကိုစစ်ကောင်စီက MI 70ရဟရင်နဲ့အကြိမ်ကြိမ်စစ်ကူပေးဖို့ခဲ့ပေမဲ့ PNA နဲ့မဟာမိတ်တပ်ပေါင်းစုတွေကစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ဟန်သားခဲ့တယ်လို့တီးရပါတယ်ပြည်သူလူမျိုးရေးတပ်မတော်မှ ကန်ထောက်ရဲစခန်းအားတိမ့်ပိုက်ချင်းစစ်ကောင်စီတပ်သားတွေကိုစခန်းကိုစွန့်ခွာထွက်ပြေးသွားပြီးစခန်းရှင်းလင်းရေးဝင်ရောက်ခဲ့ရာပုတ်ပွတ်နေတဲ့စစ်ကောင်စီတပ်သားအလောင်းတွေကိုတွေ့ရှိခဲ့ရတယ်လို့သိပါတယ်။ကန်ထောက်ရဲစခန်းတိုင်းတိုက်ပွဲအတွင်းတင်းစဲရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်တုံးမှန်းစီးရင်တွေကိုဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People Liberation Army PLA မှထုတ်ပြန်ထားပါတယ်။နော်။ရှင်းရှင်းပြောရရင်တော့လက်ရှိဒီနေ့ဒီအချိန်ကာလမှာစစ်ကောင်စီတပ်သားတွေဟာကြံနေတဲ့ ဒီတန်တေလို့ပြောတဲ့အရင်အာနာမတိန်ခင်တည်းကရှိပြီးသားစစ်ကောင်စီတပ်သားတွေကလက်နက်ချဖို့အတွက်သူတို့မှလုံးဝဆန္ဒမရှိပါဘူး။ဒါကြောင့်မို့လို့ဖမ်းဆီးရမိလို့ရှိရင်လဲစစ်တောက်ပန်းဥပဒေဆိုတဲ့အရာထက်ကိုလုတ်တင့်လုတ်ထိုက်တာကိုအောက်ကတိုင်းတပ်ဖွဲ့တွေနဲ့လုတ်လိုက်ဖို့အရေးကြီးတယ်။ဘာဖြစ်လို့လဲခမည်းတော်တုတ်ပန်းတွေဒီစကမ်းလှုပ်ပင်းဟိုစကမ်းမှာတွားတိုက်တဲ့အတွက်ကျွန်တော်တို့တွေတော်လှန်ရေးအချိန်ကြာတယ်။ကျွန်တော်တို့ဘက်ကတူရဲကောင်းတွေထိခိုက်ဒဏ်ရာကြာဆုံးမှုတွေရှိရတယ်။ဒါကြောင့်မို့လို့ရန်သူကရန်ငါပြတ်တယ်လို့ကျွန်တော်တို့ဘက်ကလည်းရန်ငါပြတ်ဖို့ ိုအပ်ပါဟုတ်ကဲ့နောက်ထပ်သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီသတင်းကတော့အင်မတန်ကောင်းတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒေါက်တာဇော်ဝေစိုးဗိုလ်ချုပ်တာဖုံးကျော် IEC ဒုဥက္ကဋ္ဌကွန်ပီတူတို့တက်ရောက်ခဲ့တဲ့တင်နန်းစင်ပွဲဇွန်27 2025ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ရဲ့အခြေခံစစ်ပညာတင်တဲ့အပတ်စဉ်ကိုတင်နန်းစင်ပွဲအခမ်းအနားကိုတအောင်းပြည်တနေရာမှာ2025ခုနှစ်ဇွန်လ9ရက်နေ့ကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဆိုပါအခမ်းအနားကို UNG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစို PSLF TNNA အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာဘုံကျော်ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဋ္ဌခွန်ဒီလူအရကတက်တော် A မှတပ်မှုတဦးတီတုလွတ်မြောက်ရေးတပ်မတော် PLA မှစစ်ဦးစီးထုတ်နဲ့ထွေထွေအတွင်းရေးမှူးမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PPLA ကိုကဲရင်မှုမောင်ဆောင်ကားတို့တက်ရောက်ခဲ့ကြပါတယ်တက်ရောက်လာတဲ့မဟာမိတ်ခေါင်းဆောင်များကတော်လှန်ရေးအောင်မြင်ဖို့မတူညီတဲ့အင်အားစုများအကြားညီညွတ်ရေးလိုအပ်ကြောင်းမို့နဲ့မိမိတို့ဟန်ချက်ညီပါကစစ်အာဏာရှင်စနစ်အမြန်ဆုံးအဆုံးတက်ပြီဖြစ်ကြောင်းကိုအဓိကထားပြောကြားခဲ့ပြီးတင်တန်းကာလအတွင်းထူးချွန်ကြောင်းတာများကြောင်းသူများကိုစုတီတီပေးအပ်ချင်းပြခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ထူးချွန်စုရရှိသူများအနေနဲ့လက်ဖြောက်စုရရှိသွားတဲ့ စစ်မေဟာတစ်တုံညာနှစ်ခုစစ်စင်ရေးမှမြင့်မြတ်စွာအတက်ပေးခဲ့တဲ့အာဇာနည်ရဲဘော်အောင်ပိုင်ရဲ့ညမဖြစ်ကြောင်းအမှန်တစ်တုံညာတုံစစ်တေတဗျူဟာမှုရဲ့တင်နန်းစင်းမွဲအစီရင်ခံစာမှာထက်တွင်းပြောကြားခဲ့ပါတယ်။တန်ဖိုးရှိလိုက်တာနော်။ပြင်းမြတ်စွာတစ်တုံညာနှစ်ခုစစ်စင်ရေးမှာအကိုဖြစ်သူကမြင့်မြတ်စွာကြာဆုံးခဲ့ပြီးတဲ့နောက်မှာညမဖြစ်သူကအခုလိုစစ်အခြေခံတင်နန်းမှာလက်ဖြောက်တက်တာစုရတဲ့အထိစ조사နိုင်ခဲ့တယ်ဆိုတာပြောရင်းနဲ့စက်တိန်အောင်ထားပါလေ။လေးစားပါတယ်ညမလေးဒီနေရာကနေဂုံပြူပါတယ်။ เนาะဘူအောင်စန်းတို့တူရဲကောင်းနေမွေးရမယ်ဆိုတော့ဘူချုပ်တခင်းတဲကလိုပဲကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုမျိုးတူရဲကောင်းနေအများကြီးလိုအပ်ပါတယ်အာနာရှင်အမြင့်ပြက်ပြီးတဲ့နေ့ကျရင်ကျွန်တော်တို့တူရဲကောင်းနေရဲ့ပန်းရောက်ကြည့်ပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မဲမတမာမှုမဖြစ်အောင် electronic map ဆက်အတုံးပြုဟု UEC ဥက္ကဋ္ဌကပြောပါတယ်လာမယ့်ရွေးကောက်ပွဲမှာမဲမတမာမှုတွေမဖြစ်အောင် electronic map ဆက်ကိုအတုံးရတာလို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌငိမ့်စန်းဒု ဗိုလ်ချုပ်ကြီးကိုကိုကပြောပါတယ်နေပြည်တော်ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ယုံအစည်းအဝေးခန်းမမှာဇွန်20ရက်မနက်ကထုတ်တဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေးမှာပြောဆိုခဲ့တာပါမဲပေးဆက်300တာဟာမဲပေးရမှာမှန်ကန်လွယ်ကူစေဖို့နဲ့မဲမတမာတာတွေမဖြစ်ပွားစေဖို့အတွက်ပြောဆိုခဲ့တာဖြစ်ပါတယ်မဲပေးဆက်များကိုတည်ဆောင်ရမှာလုံခြုံရေးအတွက်ကြိုတင်ထားဖို့လည်းပြောခဲ့ပါတယ်စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲဥပဒေပုံမှန်16ကိုဇွန်19ရက်ကပြင်ဆင်လိုက်ပြီးနိုင်ငံဝန်ထမ်းတွေကို ကော်မရှင်ဥက္ကဋ္ဌနေရာရစေနိုင်တာကြောင့်လာမယ့်ရွေးကောက်ပွဲဟာစစ်ကောင်စီအလိုက်ရွေးကောက်ပွဲဖြစ်ဖို့အားသာချက်တွေလို့တရားလွတ်တော်ရှင်းနေတယောက်ကပြောပါတယ်ဥပဒေမှာပါတာကအများကြီးညိုလေးစားခံရတဲ့ပုံကို၃ဦးပြောရရင်ရက်မိရက်ဖတ်၃ဦးကိုဥက္ကဋ္ဌပေးရမယ်အခုစစ်တပ်ပြင်လိုက်တာနိုင်ငံဝန်ထမ်းကိုဥက္ကဋ္ဌအဖြစ်ထားဖို့ရက်ကွက်ကစပြီးပြည်တော်စုအစင့်ထိစစ်တပ်ကတုလူထားခြင်းလို့ပြင်လိုက်တာအခုရွေးကောက်ပွဲကမင်းအောင်နိုင်ကတုစိတ်ထိုက်လှုပ်မှလို့ပြောပါတယ်စစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကို တောင်းဝင်ယူရတဲ့ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌအငိမ့်စားဒုဗိုလ်ချုပ်ကြီးကိုကိုဟာ electronic map ပစ်စနစ်နဲ့ပတ်သက်လို့တိုင်းစစ်ဌာနချုပ်တွေမှာလိုက်လံတရုတ်ပြနေပါတယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မြင့်49ပါတီတွေက6ပါတီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်မှာဖြစ်ပြီးကြံတဲ့ပါတီ40ကတော့ပြည်နယ်နဲ့တိုင်းတွေမှာပြိုင်မှာဖြစ်ပါတယ်နော်ယုံဖို့ကောင်းတဲ့49ပါတီနော်တမိုင်းတရခန့်နေခမားတို့စဉ်းစားကြည့်ဗျာရက်ွက်အုတ်ချုပ်ရေးမှုကရမိရဖတွေအများကြီးညိုလေးစားတဲ့ရမိရဖတွေက ရွေးကောက်ပွဲဥက္ကဋ္ဌကိုရွာမိုင်ရက်ကြီးဥက္ကဋ္ဌအဖြစ်ရရှိမယ်ဆိုရင်ဖြစ်ပေါ်လာတဲ့ပြဿနာမှာဘလို့ပုံစံဖြစ်ရှင်းမလဲတမျက်တတဖြစ်ရှင်းနိုင်တယ်ဥပဒေကပြင်ဆင်တာအကောင်းဆုံးဖြစ်နေပြီဒါကိုမင်းအောင်လိုင်းကဘာပြင်လဲသူတို့နိုင်ငံဝန်ထမ်းကဥက္ကဋ္ဌနေရာထားမယ်ဆိုသူတို့နိုင်ငံဝန်ထမ်းသူတို့အမိတ်ပေးရင်ပြေဆိုသေးသူတို့စစ်သားတွေဆိုရင်သူတို့အမိတ်ပေးရင်ဟမ်ကိုမေကိုမရတော်မယ်ကောင်တွေဟာကြီးဟုတ်အဲ့တော့မှားနေတဲ့ဘက်ကမှန်ပါတယ်လို့အပေါ်ကပြောခိုင်းနေတယ်ပြောရမယ့်အခါလေးအဲ့တော့ စစ်ကောင်စီအခုလုံးမဲ့ရွေးကောက်ပွဲကမလုံလဲဒီတိုင်းလုံလဲဒီတိုင်းဒါကြောင့်မလို့ကျွန်တော်တို့တွေအခုလာမဲ့အာနာတိတ်အကြမ်းဖက်ကလုံမဲ့ရွေးကောက်ပွဲကိုဘာအကြောင်းနဲ့မှလက်ခံစရာအကြောင်းမရှိသလိုမရရတဲ့ဒီနဲ့တားဆီးဖို့လိုအပ်တယ်ဒါဟာနိုင်ငံအာနာကိုမတရားပြုလုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့အာနာလှုပ်ပွဲပဲဖြစ်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီညကျွန်တော်တို့တတိယနေ့ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူတယောက်ပြည်နိုင်ကိုလေးစားပါတယ်ကျွန်တော်တို့ဒီအချိန်ညရင်ရတဲ့လို့အခုလိုတထိုင်ရထဲမှာအားလုံးကိုခြုံပြီးတိနိုင်မဲ့ တင်းတိုထွားတင်းစီစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာဘေးပြဝေးကွာကြပါစေ